အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရှင်အေမီဇာကတော့အခွန်ဆွေရဲ့အမျိုးပညာလုပ်လေးတွေကိုစူးစမ်းလုပ်ကင်လာနေပြီဖြစ်ပြီးဝကြပြီးမှထွက်ရှိလာမဲ့တဲ့ချက်လေးအတွက်လည်းပြင်ဆင်နေပြီဖြစ်ပါတယ်အေမီဇာကတော့သူ့ရဲ့တဲ့ချက်လေးမှာအကောင်းဆုံးစူးစမ်းသွားမှာဖြစ်ပြီးဝကြပြီးမှထွက်ရှိလာတော့မင်းလို့လည်းပြောပြလာခဲ့ပါတယ်အေမီဇာကတော့အရင်ကလိုအယံဝင်ပူရာမျိုးတွေမရှိတော့ပဲသူ့ရဲ့အနုပညာလုပ်လေးတွေပေါ်မှာပဲစူးစမ်းပြီးတော့လုပ်ကင်နေပြီဖြစ်တယ်လို့ပရိသတ်တွေကလည်းအားပေးနေကြပါတယ် အခုလက်ရှိမှာတော့အင်မီဇန်ကနိုပီယာလုပ်လေတွေကိုစူးစမ်းလုပ်ကိုင်နေပြီဖြစ်တယ်လို့ပရိတ်ကိုတက်ရောက်ပေးနေရပါတယ်။အင်မီဇန်ကတော့သူရဲ့ထွက်ရှိလာမဲ့တခြင်းလေးမှာအတူတူဆောင်ရိုက်ကုသားမဲ့နာမည်အသုံးလုံးနဲ့မင်းသားနဲ့ပတ်သက်ပြီးတော့လေအင်မီဇန်ကခုလိုပဲပြောပြလာခဲ့ပါတယ်။အင်မီဇန်ကအင်မီယာအဲ့တခြင်းလေးမှာ မျက်လုံးလာတဲ့မင်းသားတွေပဲအသုံးသားမှာပေါ့နော်။အိမရဲ့တချင်လေးမှာအတူတူတိုးဆောင်ဖို့မင်းသားနှစ်လက်သုံးလက်ကိုမေးကြည့်တဲ့အခါသူတို့လည်းမအားကြပါဘူး။ဒါပေမဲ့လည်းနမဲသုံးလုံးနဲ့မင်းသားရဲ့ကောင်မလေးကအိမနဲ့အတူတူတိုးဆောင်ရတာချင်းလဲမဖြစ်ဘူးလို့အိမဆန်ကပြန်ကြားရတယ်။အဲ့နမဲသုံးလုံးနဲ့မင်းသားကသူ့ကောင်မလေးကြောင့်မရိုက်ဖြစ်တော့ပါဘူး။သူ့ကောင်မလေးကအင်မီနဲ့တရုတ်ဆောင်အမကိုမကြိုက်ဘူးချင်ပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။ ။အိမ်မဆန်ကတော့အဲ့ဒီနာမည်သုံးလုံးနဲ့မိသားဟာသူ့ထက်လည်းအများကြီးစင်နေရကြပြီးငယ်စဉ်ကတည်းကအားပေးလာကြရတဲ့သူပါလို့ဆိုပါရယ်။အိမ်မဆန်ကလာမဲ့သူရဲ့တစ်ချက်အတွက်လည်းနာမည်သုံးလုံးနဲ့မင်းသားနဲ့အတူတူမရိုက်ကူဖြစ်တော့တဲ့အပေါ်မှာလည်းအခုလိုပဲပြောပြလာခဲ့ပါရယ်။အိမ်မဆန်ကအလုံးလုံးတာကကိုကြီးကူရာနဲ့အလုတ်ကိုတည်ချခွဲထားရင်ကောင်းတာပေါ့နော်။မင်းသားနဲ့လည်းစကားရည်အများကြီးပြောဖြစ်ကြတယ်။ဒါပေမဲ့သူ့ကောင်မလေးကြောင့်ကိုနဲ့မျက်ဖြစ်တော့ပါဘူး။ အလောလောရေကိုရေးကိုရာနဲ့အလောခွဲထားတင်တယ်လို့မြင်ပါတယ်။ဒါပေမဲ့အိမ်မကဘန်ကောက်ကသူခေါ်သွန်သွားမှာပါ။အဲ့ဒါကလည်းပရိသတ်တွေကိုတမိုထားကြောင်ပြတာပေါ့နော်ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်။အိမ်မစန်းတော့နာမည်သုံးလုံးနဲ့မင်းသားနဲ့အတူတူသူ့ရဲ့တချင်လေးမှာမရိုက်ကူတော့ဘူးလို့သိရပါတယ်။အိမ်မစန်းတော့သူ့ရဲ့တချင်လေးမှာအတူတူတရားဆောင်ဖို့ဘန်ကောက်ကသူတယောက်ကိုခေါ်သွန်သွားမှာဖြစ်တယ်လို့လည်းမီဒီယာကနေပြောပြလာခဲ့ပါတယ်။ အေမီကတော့အခုဆိုရင်အနုပညာလုပ်လေးတွေမှာစူးစမ်းလုပ်ကိုင်းနေပြီဖြစ်ပြီးသူရဲ့တခြားအသစ်လေးတွေထွက်ရှိလာနိုင်ဖို့ကိုလည်းစူးစမ်းနေပြီဖြစ်ပါတယ်။ပရိသတ်တွေကတော့အခုထွက်ရှိလာမယ်။အေမီဆန်ရဲ့တခြားအသစ်လေးကိုစောင့်မျှော်အားပေးနေကြပြီဖြစ်ပါတယ်။အေမီဆန်ကတော့ရိုက်ကူရီလေးတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြလာခဲ့ပါတယ်။အေမီကကွာတော့ romantic တွေရိုက်ချင်တဲ့အခုလောလောဆယ်တော့ငိုချင်တဲ့ mood ပဲရှိတယ်။အေမီရဲ့စိတ်ထဲမှာမျိုးလုံးလေးတွေစကားပြောချင်နေပေါ့နော်။မင်းသားကိုလည်းမျိုးလုံးလာတဲ့တယောက်ဆောင်ကိုပဲ အမေတချင်းထဲမှာသုံးသားမှာပါဆိုပြီးပြောပြလာခဲ့ပါတယ်။အခုဆိုရင်အမေဆန်ကအနုပညာရိုက်ကွေးရေးတွေအတွက်ကလန်းခံနေရပြီးမကြမီမှာတော့ဇက်ကလေးတွေမှာပါဝင်တရုတ်ဆောင်ရိုက်ကူလာတော့မှာလို့သိရပါတယ်။အမေဆရာတော်သူရဲ့တချင်လေးတွေမှာဗတ္တရီရဲ့အာပေးမှုတွေကိုရရှိနေပြီ။နောက်ထပ်လည်းတချင်လေးတွေထွက်ရှင်းလာနိုင်ဖို့ကြိုးစားသွားမယ်လို့ဆိုပါရယ်။အခုဆိုရင်အမေရဲ့ဒုတိယရုပ်ရှင်ကလည်းရုံတင်နေပြီဖြစ်ပြီးအဲဒီပုံမှန်လေးအမေကသူ့အာပေးကြဖို့ဗတ္တရီကိုပြောပြလာခဲ့ပါရယ်။ ဟုတ်ကဲ့ပါရွှေဒီကနေ့တင်ဆက်ပေးသွားတဲ့ကြော်လေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာစရိုက်တဲ့ကြောက်တဲ့တွေနဲ့တူပြန်လာခဲ့အောင်ပါဖြစ်လို့အတိတ်တော်ပြည်တနိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနာချပေးခေါင်းလေးကိုလည်းနေထားပေးကြပါဦးရှင်။အဆုံးတိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။